ကိုဇော်ဖုံးရအကြောင်းကိုသိကျင်တယ်ဆိုလို့ဒါပိုင်းရမပြောဘဲနေမိမှာအခုတော့ပြောပြပေးပါမယ်ကိုဇော်ဖုံးရပုံမှန်905ကာကြီးနဲ့မိတီမီပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိမ့်သိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရ14ရက်ပေါ့မထားတော့ဘဲနဲ့အိုးဘုံထောင်ပို့လိုက်တယ်20အဲ20နဲ့ 26ရက်နေ့မှာကြားလို့ရှိရင်သူရုံထွက်ပါလိမ့်မယ်တရားစွဲဆိုမှုကိုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တိတိအပြောချင်ပါလေအမှန်ရဲစခန်းမှာစစ်စည်းပြီးဖမ်းဆီးသွားပြီဆိုတော့14ရက်ထိတော့နေလို့ရတယ်ဒါမှမဟုတ်14ရက်နေ့ထိတော့ဘလူးမမထားပါဘူးအလွယ်တကူသွားကြတာတချို့ဆို9ရက်နဲ့သွားတယ်တချို့ဆို10ရက်ရက်နဲ့အမှုတိဆောက်ပြီးသွားလို့ချင်းအဲထောင်မှာပဲသွားနေကြတာများပါတယ်နော်ဒီအချုပ်ခန်းသေးတဲ့အခါကျတော့နန်စော်နေတာရှိအောင်နော်အဲ့တော့ ထောင်ထောင်ချုပ်ကြတော့လဲကျေဝန်းတာဟိုအဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်အဲ့ထောင်ချုပ်ကနေပြီးတော့တို့တရားရင်ဆိုင်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုသိအောင်ပြောပြကြပါတယ်တစ်ဖက်မီဒီယာပြောလို့ဘာလေးပါလဲညာလေးပါနှစ်နဲ့သုံးနဲ့မရှိပါဘူးပုံမှန်ငါငါကာကြီးဆိုတာအလုံးကြောင့်ကြနှစ်နဲ့သုံးနဲ့ပါပဲဒါလည်းကိုစောဖုန်းကြီးနဲ့ကျွန်တော်အမြဲတမ်းလို့ပြောကြတော့တက်တဲ့စကားလေးရှိဒီနေ့ငါတို့ဖြစ်ကွာအများဆုံးဖြစ်သုံးနဲ့ပဲငါငါကာကြီးဘာဖြစ်မှလဲသုံးနဲ့အေးစေခါတော့လှုပ်သိလှုပ်လိုက်တာလှုပ်ပါပြောသိပြောလိုက်တာပြောပါပဲဆိုတာလို့ဘောနော်အမကိုစောဖုန်းကြီးကျွန်တော်စိတ်ထဲတော့မကောင်းဘူးဗျာကိုစောဖုန်းကြီးလှုပ်ဆောင်ချက်လေးတွေအများတော်ဘောနော် 说白了，今朝都还没表报，走啊走不走啊？说，咱们过早放学路上吃的呀，过早我有留点你的留的呀，带你的。小是候，讲嘛，因为刚落雨嘞，水洼路呀，不是留点在一起的，爱留点。今朝是防晒不要，过半夜的路嘞，水我们洗了的路，过年吧，再到过早放学时候都在过年当路压巴的，他没有的。哦，哎，到今朝好开心啊！今朝新年哪里乖？那奶奶娘啦在看家，今朝来买奶奶股票，买奶奶票，买奶奶地里收多钱嘞？不过可能过了过年，我得要他。哎，所以啊，来买宝贝来着，留点你的路，水我们洗了。 အဲ့တော့ကိုဇော်ဘုန်းရဲ့လှုပ်ဆောင်ချက်ကလည်းတကယ်တမ်းပြောလို့ရှင်လို့ရှင်အောက်ခြေပြည်သူတွေရဲ့ဒုက္ခတွေဆင်းရဲတွေလည်း तू တောက်ချောက်လိုက်လုံနေတာကျွန်တော်တွေ့ရအခုဆိုလို့ရှင်ကျွန်တော်လိုက်လောရတဲ့ပုံစံမျိုးတော့ကျွန်တော်မှဖြစ်နေတယ်ဟိုဖုတ်ဝေဆိုကျွန်တော်ခါတိုင်းလည်းလူလူပေးနေပါတယ်ကျွန်တော်လည်းဘယ်မှပတ်စံမရအောင်ဗျာ ပြီးတော့ကိုစော်ခွန်ကြီးတို့သူမင်းမတလသိန်း80သိန်းညပေးနေတာကျွန်တော်ကကျွန်တော်မင်းမကျွန်တော်စီတော်မဒီနိုင်ငံရေးကြောင့်စေရေးကြောင့်လေးရောက်လို့ကျွန်တော်စီတော်မနေအဲ့ဒါကွာလေကျွန်တော်ကကျွန်တော်လူပညာနဲ့ရှာထားတဲ့ပတ်စံလေးတွေနဲ့အိတ်ခံဝဲသွားလို့ရတဲ့ပတ်စံလေးတွေနဲ့ဒါလေးတွေစုပေါင်းပြီးကျွန်တော်ကလူတာကျွန်တော်ဆိုရောကိုပိုင်ကြီးဘလောက်ပါပါရပါဘလူးကကျွန်တော်ပေးဘူးတာမရှိဘူးဒါကျွန်တော်ပုံမှန်လည်းနဲ့ပြောတာနော်အဲတချို့တတိယကတော့တချို့လူကြီးကတော့ပြောပါတယ်ကိုပိုင်ကြီးအဲလိုအပ်တာရှိရင်ပြောပါသူစီဖုန်းဆက်ပါဘယ်လိုလုပ်ကျွန်တော်ဖုန်းဆက်မှာလဲ အဲ့တော့သူလူကျင်တယ်ဆိုလို့ကျင်တော့ဘာလေးလူပေးပါဆိုတော့လူပေးလိုက်မှာကျွန်တော်နေတဲ့ကောင်ဘာလို့ပါတယ်ဆိုပြီးတော့ဘယ်လိုလုပ်ဖုံးဆက်ပြီးပြောမှာတော့လို့မဟုတ်လားအဲ့တော့ကိုပိုင်ရရဒါလေးတော့အဲတမန်သားကြီးလူပေးလိုက်ပါဆိုတော့ကျွန်တော်လူပေးလိုက်မှာဒီပိုင်းပဲကြာအဲ့တော့ကိုစိုးဖို့ရဲ့လုံဆောင်ချက်ကြီးကကြောက်စရာကြီးကျွန်တော်ပြောတာဟိုကိုရှိတာနဲ့ပဲကိုလှူနေရတာဖုံးပေးဆိုလဲအကွေးကျွန်တော်မိန်းမဖုံးဆက်ကြင်လို့ပြောပါဗျာဟိုတထောင်တော့ကျွန်တော်ရှေ့တန်းမှာရောက်နေလို့အရှေ့တန်းရောက်နေတဲ့ကောင်သူမိန်းမစီဖုံးဆက်ပဲငါစီပါအောင်ဆက်တာလေငါလည်းစဝင်နေကြတယ်သူမိန်းမကြတယ်မဟုတ်ဘူးသူမိန်းမအိမ်မှာလည်းပတ်စံစားစရာမရှိဘူးဖြစ်တာအဲ့လိုမျိုးနော် ။ဟိုတကားဒါလည်းကိုယ်ဝဲမိုးလေး၅တောင်လောက်ပြီးကြ၃တောင်လောက်ပဲ။ဝိုင်းအွန်တင်းနေအချားဆင်းရဲ့ရဲဘော်ရဲ့မိန်းမလေးအဲ့လိုမျိုးအကူညီတောင်းတာမျိုးတွေရှိတယ်။အဲ့တော့ကိုဇော်ဝန်ရအဲ့လိုမျိုးလေးလိုက်လိုက်ပြီးတော့လေသူလည်းပေးရတာရှိတဲ့ခါကျတော့သူ့ကိုပို့ပြီးတော့ဟိုအောက်ခြေပြေကိုတက်မလို့သားတွေကပို့ချစ်ခင်ကြတာပေါ့ကျွန်တော်စီကိုအကူကြီးတောင်းလာတဲ့လူကမြင်ဟလာတာပေါ့မြင်လာတော့ကျွန်တော်အော်ကိုဇော်ဝန်ကိုကျွန်တော်ကြည့်ပြီးစိတ်ထဲမကောင်းကိုကျင်းစား तू ကျွန်တော်ကတော့ကျွန်တော်ကူညီနိုင်တာကကူညီတူကတော့တတိ तू ကတော့သူ့အနေထားနဲ့ तू ရှိတာဟုတ်ကျွန်တော်ကတော့ကျွန်တော်ကကျွန်တော်လေးပဲစူးစမ်းရုံးကံပြီးတော့လောက်ရတဲ့အာမျိုးဖြစ်တယ်ဒီကနေ့မှမှကျွန်တော်ဟိုပိုင်ရဲကိုကဟိုဘာမှမဟုတ်ပစိုးရောင်းဖို့အထည်ရောင်းဖို့ဆိုတာမျိုးပဲဖြစ်နေတော့အမှန်တကယ်ကျွန်တော်ကအဲ့ဒီပစိုးလေးများရောင်းရလို့ဒါမြက်လို့ရှိရင်အဲဒီဒီအာမျိုးအထည်လေးပေါ့ဒါ အရင်ဆုံး2000 8000ရှိတယ်ဗျာ3000ရောက်လို့2000လောက်မြတ်တယ်ဆိုလို့ချင်းငါအထည်190အထည်100နဲ့ရ400လောက်ကုန်တယ်ဆိုတော့မစိုးဘူးငါလုံနေတက်လာတယ်အကုန်လူလို့ရမယ်ပေးလို့ရမယ်ကိုယ့်တခုကိုမစင်စားဘူးအဲ့ဒါလေးစဉ်းစားပြီးတော့ကျွန်တော်ဒါကိုလုပ်လိုက်တာတန်းတော်သားလေးကသူကနေတူတော်မှာဒီတနေ့နဲ့တနေ့ဖုန်းဝေတော်မှာဖြစ်နေတယ်ဒါဒီ3000လောက်ဘလို့ကဝန်တယ်ကျွန်တော်ကဒါကြီးကရာနိုင်ချီတက်ကုန်တာဗောဟုတ်လားအဲ့တော့ကျွန်တော်ကပြောချင်အနုပညာသမားလုပ်လို့ရှင်တော့ကျွန်တော်ကအာဘာညာရောင်းလို့ရှင်တော့ချက်ချင်းတက်တာဗော ုတောင်းတော့ဘကူထောက်ခံပြီးတော့မှဒီလိုလုပ်ပြနေတော့ဒါကိုကျွန်တော်ဒီဟာနဲ့စီးပွားရှာခြင်းလဲဆိုပြီးတော့အပြောခံရပြန်ဟောအမှန်ကဲကျွန်တော်ဒါကတချို့ကျမ်းမရင်းမကောင်းမနဲ့ဒါတမ်းတော်ကနေထွက်သွားတဲ့လူတွေခြေပြက်လက်ပြက်တွေအများကြီးပဲကျွန်တော်တို့ဒါဖုန်းဆက်ပြီးအကူအညီတောင်းနေရတဲ့လူတွေအများကြီးပဲရှိတယ်။အရှိအရာကအကုန်အများကြီးရှိတယ်။သူတို့လည်းမေးကြည့်လိုက်ကျွန်တော်တို့ဘာကူညီပေးပါဘာလုပ်ပေးပါသူအားလုံးတချို့သတိတောင်းကျွန်တော်ပြောတယ်။အကူပိုင်းဘာလိုအပ်လဲလိုအပ်တာပြောကျွန်တော်ကူညီပေးမှာဆိုတော့တခုံးမှကျွန်တော်ပြန်မပြောဘူး။အာဟုတ်ကဲ့ခင်ဗျဒါပဲပြောတယ်။ ပြန်ဝင်မပြောတာဘာဖြစ်လို့လဲကျွန်တော်ရဲ့ကုံသိန်းကကျွန်တော်ရဲ့အချက်တရားကိုပတ်စံနေတယ်မလဲစိတ်လမ်းမဝင်စားဘူးနော်အဲ့တော့ကျွန်တော်လူနိုင်တာကျွန်တော်ရှာဝင်နိုင်တာပဲကျွန်တော်တူတယ်အခုကျွန်တော်ဒီမှာလာပြီးအခုညီတောင်းတာဒီနေ့ဆိုဖုန်းခုနှစ်ကောလောက်ရှိနေပြီကျွန်တော်ရှင်းနေမှာဟိုရခိုင်နဲ့အကြောင်းဟာလေးတွေကိုဒီအာမန္တာတုံးလေးလေးအကြောင်းနေကြောက်ပြီးတောင်းနေဖုန်းဆက်ပြီးတော့ဒီမှာလှုပ်ပြီးပြောပြီးဟဲ့လှုပ်နေတဲ့အချိန်မှာဒီဖုန်းကတော်လည်းဆက်လာတာလာတော့အော်ကျွန်တော်လည်းဒါလေးပြီးတော့မှကျွန်တော်ဒါလေးပြီးမှဖြေချင်းမှဒုက္ခမြလည်းရှင်းဖို့တော်တော်လိုရှာနေလို့နေမှာဗောကျွန်တော်စီကိုဖုန်းဆက်တာကျွန်တော်မှလည်းပဲဒါဟို 表姐那、啊、边，都外路边新了，我了人家了表姐妹们，他们过块路边路上来过，这哈雷站阵走下来，新鲜了，还是在那过早步行过的啥、 嗯，都啊都啊都还过的不不不热的，明早哎呀明又多新鲜，要嘛都过来刚见刚开开门了，在那奶奶奶奶那边头到，他还拖盖衣带他的。 ပြီးတော့ဖိုးကြီးစိတ်ဆင်းရဲသွားတယ်ဟိုတချို့ကြောက်ဗျာတကယ်ဟိုဈေးဝတော်မရှိဘူးပေါ့ဆိုမှအော်ငါသားလို့အဲ့လိုမျိုးလေးဖြတ်ပြီးတော့အဲ့လိုမျိုးဖြစ်လို့ချင်းငါစားဖို့တောက်ဖို့မပြောနဲ့ဈေးဝတော်မရှိငါလည်းအဲ့လိုပဲခံစားရမှာပဲလေးဆိုအတွေးကိုခေါင်းလေးရောက်ပြီးဒါဇက်တွေပါထိုးတက်တက်လာအဲ့တော့ကျွန်တော်ဒီဖိုင်လေးကိုမပြောနဲ့တော့ပြောမယ်တချို့ကိုယ်စော်ဖိုးကြီးကိုမတရားပြောနေကြတဲ့လူတွေဟာ အဲကိုကြီးစာပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာမတရားကြီးလည်းမပြောကြပါနဲ့သူလည်းသူတက်နိုင်တော့ဘတ်တော့မတူကြဘူးဗျာတစ်ဖက်ကကြတော့လည်း PDF ပဲအားပေးတယ်ဒါတော်လိုင်းဘက်ကိုအားပေးတယ်ကျွန်တော်ကြောင့်လည်းတောင်းတော့မှာဘတ်တော့တူတာခင်ဗျားတို့ရန်လူလည်းမဟုတ်ဘူးဗျာလုံးဆောင်နိုင်တာဒါခုံယူရမှာ မြန်မာတို့ဘက်ကလည်းကြိုက်တယ်လို့လုပ်လုပ်တဲ့ဥစ္စာကိုဂုံယူရမယ်ကျွန်တော်တို့လည်းကျွန်တော်တို့တက်မတော်ဘက်ကဟိုတက်နိုင်တော့ပံ့ပိုးပြီးတော့ကုညီပေးတဲ့ပြည်သူတွေဘက်ကပံ့ပိုးပြီးကုညီပဲကျွန်တော်တို့လုံဆောင်နေတော့ကျွန်တော်တို့ကဂုံယူရမှာဗျာနော်အဲ့တော့ကြောင်းတဲ့ပုတ်ခတ်ဖို့မလိုပါဘူးမြန်မာမီဒီယာတွေကလည်းပဲမီဒီယာကသူကစီးပွားရေးလုပ်ငန်းအဖြစ်သူကလုံဆောင်ကြတာဖြစ်တယ်ဟာအဲ့တော့ပြည်ညာရေးဝန်ကြီးဌာနကရေဂျစ်စာတင်နေတင်ပြီးတဲ့ခါကျသူကတရားဝင်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ကြတာရှိတယ်။အဲ့တော့သူတို့လည်းပဲမိုင်းနေတယ်ပဲသူတို့လည်းပဲခံရမှာပဲမှန်ရင်လည်းပဲခံတာဘယ်အဖွဲ့အစည်းဘာမှရှင်းလို့မရဘူး။ကိုပြုသက်မြတ်ကကိုပဲခံမှာ ကျွန်တော်တို့ကြတော့ဒီမီဒီယာနဲ့လည်းအတမွေးဝမ်းကြောင်းမဟုတ်ဘူးဗျာနောက်ကျွန်တော်ကပြည်သူ့တပ်ပဲကူညီပေးတာရှိတယ်ပြည်သူ့တွေဟင့်တိုင်တပွဲပဲလုပ်ပေးတာရှိတယ်အချိန်ကြီးကတော့ကျွန်တော်တို့လည်းသွားမယ်အနေထားမျိုးတော့ရှိတာပေါ့နော်ဒါလည်းပဲကျွန်တော်တို့ကလုပ်ပေးတယ်လုပ်ပေးတိုက်တယ်လို့ယူဆပါတယ်ဗျာဒီကြားထဲမှာကိုစော်ဘုန်းကြီးကိုပြောနေကြတဲ့သူတွေကိုတောင်းပန်နေတာတခုရှိရတယ်ကိုစော်ဘုန်းကြီးလှူတယ်တန်းတယ်လှုပ်ပြီးပင်ပန်းခံတာတွေကအဲတော်တော်များတယ်ကျွန်တော်ဒီရက်ထဲမှာသူပြဿနာဖြစ်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့သူ့ရဲ့ ဟိုနေနေပေါ့ဗျာဟိုတူလူနေတဲ့သူတွေကကျွန်တော်စီကအကူအညီတွေကအကုန်လုံးဝိုင်းတောင်းလာတော့ကျွန်တော်ဆိုဒီရက်ထမ်းပါဆိုခေါင်းတွေကိုကိုက်ပြီးမနေ့ကလည်းလိုင်းမလွှင့်နိုင်ဘူးအဲ့ဒါလေးကိုစိတ်ဆင်းရဲရောဘာလို့ကောင်းမလဲအထက်ကလည်းဝယ်မဲ့လူကမရှိဘူးသူတို့ကလည်းသူတို့ကကိုဘာလို့ဝယ်မလဲမသိဘူးဝယ်မဲ့လည်းရောင်းပါမယ်တစုံသုံးသောင်းလောက်ကျွန်တော်စီကိုဒီဖုန်းနံပါတ်၃၆ကိုပါလဲ6နဲ့4 5 4 5 5ကျွန်တော်စီလည်းဆက်လို့ရပါတယ်ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်လည်းကျွန်တော်တစ်ခါပြောဦးပါတယ်3 9 ့6653340အဲ့ဒီကိုလည်းဆက်ပြီးတော့ကျွန်တော်ဒီဟာလေးတွေဝယ်ပေးပါဆိုတော့ဂူဒီအယောင်းဝယ်မဖြစ်ဘူးစားစင်နေပြပြအဲ့လူတွေကိုစော်ဘုန်းကြီးကူညီပေးနေတာကျွန်တော်ဆိုတကယ်လေးစားလို့မစိုးဘူးကျွန်တော်ကဒီ5လလောက်ကအဲစကားမပြောပြတာမပြောပြတော့တာဆဲနေလို့ကျွန်တော်ကျွန်တော်ကကြောက်အားဒီအမင်းမဖြစ်ဘူးပြောလည်းမပြောသေးဘူးပြောလည်းကျွန်တော်ကသူကပြောမှလေအဲအဲ့လိုမျိုးじゃသူ့ရဲ့ brand နဲ့သူသွားဆိုတော့ကျွန်တော်လည်းမပြောတော့ဘူး အဲ့တော့ကိုဇော်ဖုံးရဲ့အပူတွေကကျွန်တော်စီရောက်လာတော့ကျွန်တော်နေတဲ့ခေါင်းကိုက်တယ်အဲ့တော့အားလုံးကကိုဇော်ဖုံးကိုခင်ဗျားတို့ဟိုဆဲဆိုပြီးတော့ပြောကြနေမှသူမကောင်းတာလေးပြောကြနေမှသူသူကကောင်းတာလေးလည်းရှိပါတယ်ဗျာအဲ့အလေးကိုသတိစေချင်ပါတယ်အများစုကတော့အောက်ခြေစိတ်တွေကိုတော့သူတော်တော်ဟိုလှုပ်ဆောင်ပေးတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီလူတွေလည်းကျွန်တော်စီမှာအခုဆိုရင်တော်တော်ရောက်ချလာပါပြီเนาะအဲ့အလေးလည်းကျွန်တော်ကူညီဖို့အတွက်ကိုကြိုးစားနေပါတယ်အဲဒါတချို့ကန်ဆမ်းမလေးလည်းပြောနေကြတယ်ရောင်းတော့ရောင်းမေးတယ်ရောင်းပြီးလည်းကျွန်တော်လှူဖို့ပဲစဉ်းစားတာဒါနဲ့လှုပ်တော့လှုပ်ပေးတယ် ကျွန်တော်လည်းစိတ်တည်ငြိမ်နေခေါင်းလေးကိုက်နေကြတာဒီတလုံးမှာအဲကိုသောဘုန်းကြီးရဲ့လှူဒန်းခဲ့တဲ့သူတွေကအခက်ခဲတွေရှိနေတဲ့သူတွေကကျွန်တော်စီကိုရောက်လာတာလေးဖြစ်တာဘူးเนาะအဲ့တော့ဟိုကိုသောဘုန်းကြီးရဲ့ဒါသူ့ရဲ့စေတနာရသူလည်းပြန်ပြီးအကျိုးပေးပါလိမ့်မယ်လို့ပြောနေပဲအားလုံးကျမ်းပါပါလေတတ်တိုင်း